ကိုကိုလည်းညာတာတွေရဲ့ online ထားနေတာပါလို့ရှိရင်ဘဝကတိုးတက်ပြောင်းလဲတော့ပါမယ်။သူ့အခြေအနေကဖျားပေးရမယ့်အခြေအနေဖြစ်ပါတယ်။ဆိုတော့ကြာရှုံးတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်အဆုံးထိရှောင်နိုင်တဲ့သူကအောင်မြင်မှုတစ်ခုရမှာပါ။ဒီစံများနဲ့အားလုံးကြည့်စုလိုက်ပါရစေ။အလားပါကျမရင်းနဲ့ notice ပိုင်းကို share လုပ်ပေးသွားမှာမလို့ဒီ YouTube channel လေးကို subscribe လုပ်ပြီးတော့ ကွန်မန့်လေးမှာလည်းသိချင်တဲ့အကြောင်းအရာလေးကိုပြောလို့ရပါတယ်เนาะ Okay ဗီဒီယိုလေးကိုစလိုက်ကြရအောင်ဒီတစ်ချက်ကကိုကိုကိုအရင်ညာတာတွေကဒါလီလက်မှန်တော့မဟုတ်နေဘူးကိုကိုကိုအရင်ညာတာတွေရဲ့အလိုလိုက်တာတွေညာသွားလို့ရှိရင်ဘဝကတူတက်ပြောင်းလဲတော့ပါမလုံးစမှုဆိုပြီးတော့မလုံးရင်မသွားစမှုဆိုပြီးတော့မသွားရင်ဆိုရင်အဲမတူတက်ပြောင်းလဲလာမှာမဟုတ်ဘူးသူ့အခြေအနေမှာဖျားပေးရမယ့်အခြေအနေရှိပါတယ်ဥပမာအစားတင်တာထားပါတော့ဆောင်းလို့ချင်လို့ဆိုရင်လည်း အလုံးရမယ်မသိဉာဏ်မှုဆိုလည်းသိရမယ်ခက်နေရင်လည်းစူးစမ်းပြီးတော့ရအောင်သိရမယ်ဒါကို focus ထားတတ်ပါရဲ့မတင်ချင်ဘူးဆိုပြီးတော့မတင်ရင်မတို့သာမလို့ချင်လို့ဆိုရင်ပြီးတော့မလို့ရင်ဆိုရင်ဒီစာကဘယ်တော့ရအချို့အခြေအနေတွေမှာဆိုရင်ကိုကိုကို fit အားပေးမှရမယ်လုံးဟဲ့သွားဟဲ့စူးစမ်းဟဲ့ဆိုပြီးတော့ကိုကိုကို fit အားပေးစကန်ချမှတ်ထားမှရမယ်ပေါ့နော်ငါလုံးတင်နေငါလုံးချင်နေဆိုတာတက် has to ငါလုတ်ကိုလုတ်ရမယ်ဆိုတော့အဲကိုကိုကိုစကန်ချမယ်ဟာရအောင်သွားရမယ်ငါဖြစ်အောင်လုတ်ရမယ်ငါရတဲ့ညီနဲ့ကြိုးစားရမယ်ဆိုပြီးတော့ဆဲကွန်ထရိုးရှိလို့ရတယ်စိတ်အလိုကိုလာလိုက်ချင်လိုက်ဘဝကထင်ရတယ်ကျင်းနေ ကျန်းကွန်ထုံးမရှိတဲ့သူတွေကမိမိဘဝလို့ထိကြိုက်နေတာမှာမဟုတ်ဘူး။တခြားသူရဲ့ဘဝကိုပါထိကြိုက်နေတာမှာဖြစ်တယ်။အာသူတသူတပားအပေါ်မှာမလုပ်တင်တာမလုပ်ရဘူး။မပြောတင်တာမပြောရဘူး။စတဲ့ group ချင်းဝင်စီကံနေရှိရမယ်ပေါ့။အဓိကကကိုကိုလူရထက်ပို့ပြီးတော့အလိုမလိုက်ဖို့ပါပဲ။ဘဝကအမြဲတော့ရေစုံပြောနေမှာမဟုတ်ဘူး။ရေစံရောက်ရင်လောက်ခတ်ပြီးတော့စူးစမ်းရမယ့်အခြေအနေတွေလည်းရှိတယ်ပေါ့နော်။ ဘဝမှာအရင်ချိန်နဲ့ထိုင်များလို့ရှိရင်ဘဝကဘာမှတိုးတက်ပြောင်းလဲလာမှာဟုတ်ဘူးအတိုးအလျော်လေးတော့ရှိဖို့လိုတယ်။ဘာမှမရှိသေးပဲနဲ့တော့ချိန်နဲ့နေလို့မရဘူးဘဝအတွက်အချိန်အခါရှိသွားပြီဆိုမှချိန်သက်တယ်ဆိုတာမျိုးကိုစပြီးမှလုပ်ပါ အသက်60လောက်မှာဘဝကိုအေးအေးချမ်းချမ်းနဲ့နေမယ်လို့တွေးထားလို့ရှိရင်အသက်20မှာတော့ဘဝကအေးအေးချမ်းချမ်းနဲ့နေလို့မရဘူး။အဲ့မဲ့ရုန်းကန်နေရမယ့်အရွယ်လှော်ခတ်နေရမယ့်အရွယ်ဆိုတာပိုင်ဆိုင်တာဆိုတာဘာမှရှိမနေသေးဘူး။မိမိကိုယ်ကို VR ပေးတဲ့အရာမှာ VR ပေးပါမိမိကိုယ်ကို VR ပေးပေးပြီးတော့ကုကုကိုယ်တိုင်းဘဝကိုတိုးတက်ပြောင်းလဲတဲ့လူတယောက်ဖြစ်အောင်ကြိုးစား အချိန်လုံးကယူနေဘဝလုံးကမင်းအနာမှာလူတွေအများကြီးပေါ့နော်အမြင့်တရားကိုလုံးဖို့အမြင့်တရားမသွားဖို့အမင်းနာမှာလူတွေအများကြီးလမ်းပြပေးပေးတဲ့လူအများကြီးရှိမယ်အဲ့အချိန်လုံးကတစုံတယောက်ကမှရှစ်ဆက်ဖို့အားပေးနေမယ်ရှစ်ဆက်ဖို့အတဲတိုက်တွန်းနေမယ်ပေါ့နော်အဲ့အဲ့အချိန်ကအာတော်မင်းနာမှာအားပေးတဲ့လူတွေအများကြီးအားပေးနေမယ်ရှစ်ဆက်ဖို့အတွက်တိုက်တွန်းနေလိမ့်မယ် လမ်းလေးရှောက်စကားစားအဆိုရှင်ကိုလမ်းနိုင်မှုအတွက်ကိုစူးစမ်းပြီးတော့ဝိုင်းပြီးတော့ပြောပြနေလူရှင်ရှင်ပဲတစ်ချိန်လုံးကအမီနာမာလူရဲ့အများကြီးရှိပဲပေါ့နော်အခုချိန်မှာတော့မင်းတယောက်တည်းပဲဂျန်တော့တယ်ကိုကိုကိုအဲ့အဲ့ဒါကြောင့်ကိုကိုကိုဖီအာပေးပြီးတော့စူးစမ်းပြီးတော့တုတ်တက်ပြောင်းလဲတဲ့လူတယောက်ဖြစ်အောင်စူးစမ်းပါမင်းကိုယ်တိုင်း push လုပ်ရမယ့်အချိန်မင်းကိုယ်တိုင်း motivate ပေးရမယ့်အချိန်အဲ့နောက်ပြန်ပြီးတော့ဘာမှလှည့်ပြီးတော့ အမျှော်လင့်ချက်တွေထားမနေနဲ့ကိုကိုကို motivate လုပ်ပြီးတော့အကို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  feed up ပေးရမယ်အချိန်ကိုကိုရန်ပြောင်းလဲထုတ်တတ်ဖို့ဖြစ် ဖြစ်အောင်ပြောင်းလဲတဲ့လူတယောက်ဖြစ်အောင်ကြိုးစားရမယ်အချိန်ရောက်လာပြီနောက်ကိုပြန်လဲမကြည့်ပါနဲ့အမျှော်လင့်ချက်တွေမချပါနဲ့အကိုမစင်နာမနဲ့မတွေ့ရွေးပါနဲ့ကိုကိုကို feed up ပေးပြီးတော့ထုတ်တတ်ရမယ်အချိန်ရောက်လာပြီ စတင်ပြီးမှတော့လူတိုင်းကဆွဲရှိကြတယ် အစစတင်ပြီးတော့တနေ့ခက်လာပြီဆိုရင်တော့အစ်မပြေဘူးဖြစ်ပြီးတော့တချို့ကလက်လျှော့ကြတယ်။ဒီမှာမဲတဆင်းစားရှုံးနေလို့ဖြစ်ပြီးအဲစားရှုံးပြီးတော့ဒီလက်လျှော့ပြီးတော့နောက်တဆင်းပြန်လှည့်သွားခုစိတ်ကိုပြင်ပြီးတော့တုံညာကနေစားနိုင်တယ်။အစိတ်တည်းရှိဖို့လိုအပ်လိုအပ်ပါတယ်။စားရှုံးတာပဲဖြစ်ဖြစ် ပါပဲဖြစ်ဖြစ်အဆုံးထိရှောက်နိုင်တဲ့သူကအောင်မြင်မှုတစ်ခုရမှာပါ။ အောင်မြင်မှုဆိုတာပန်ခလန်းတော့မဟုတ်ဘူးပေါ့အိမ်မက်ဆိုတာလူတိုင်းလွယ်လွယ်နဲ့မနိုင်အိမ်မက်လို့တောင်မဟုတ်စီတလန်းဆုံးလိုက်ရတာတွေအချာရှုံးသွားတာတွေတော့ရှိနေတယ်အဆုံးထိအဆုံးထိရောက်အောင်သွားမှာကိုယ့်ရဲ့အောင်မြင်နဲ့အောင်မြင်မှုတက်တဲ့နေရာကိုစိတ်ကမှာကြောစွာနဲ့ အမြင်တဲ့နေရာတစ်ခုရောက်မှာပါ။ဟိုကစနေပြီဆိုရင်တော့တကယ်တမ်းကိုမှ16ဆက်ပြီးတော့ရှာရှင်သိရှိရဲဆိုရင်ဆက်ရှောက်လို့ရပါလေ။ခြေတလဲနောက်ဆုံးလိုက်ရတာတွေလဲကျသွားတာတွေရှိပေမဲ့အဆုံးထိရအောင်သွားမယ်။ဘယ်စိတ်နဲ့မှအရှုံးမပေးရရောက်မှာဒါကကိုယ့်ရဲ့အောင်မြင်တိုးတက်တဲ့လူတစ်ယောက်ဖြစ်မှာပါ။ တချို့ဆိုမစကြင်လဲဒါဖြစ်ပါမလားအားလို့တွေးတွေးပြောကြတယ်အတွေးပေါင်းဆောင်နေဒီတွေးချင်းရလဲတော်တော်မကောင်းတဲ့အရာပါเนาะအလိုတွေကဖြစ်ပါမလားလို့တွေးနေဆက်ကြင်တာဘလောက်ဒီရှောင်းနိုင်မလဲဘလောက်လိုတိုးတက်တဲ့နေရာရောက်နိုင်မလဲဘယ်အခြေအနေထိရောက်သွားမလဲဆိုတာကိုသိမှာပါမရှောက်ပဲတကြိုးစားပဲတော့ဘလောက်ထိရှောက်နိုင်မလဲဆိုတာဘာမှမသိပါဘူး။ဟိုကိုကမရှောက်ပဲအဲကိုက အရှုံးမပေးပဲအကျိုးဆက်ပြီးတော့စူးစမ်းနေသူတွေစားရှုံးနေသူဖြစ်လာဘူးအောင်နေသူတယောက်ပဲဖြစ်လာမယ်ကိုကအရှုံးမပေးသူတွေစားရှုံးနေဆိုတာမရှိပါဘူးအဲ့တော့ဘေးချီကိုကိုကိုဖီအားကိုကိုကိုဖီအားပင်းချင်းဒီအဖြစ်ငါဘယ်လောက်ထိရှောက်နိုင်မလဲလုံကြည့်ပါစမ်းသက်ကြည့်ပါအဲ့တော့ကိုဘယ်လောက်ထိရောက်နိုင်မလဲဘယ်လောက်ဘလို့အောင်မြင်တိုးတက်တဲ့နေရာတစ်ခုထိရောက်နိုင်မလဲဆိုတာကိုစတဲ့မှာအဲ့တော့ရှောက်ပါ အာကိုကိုကို free အပေးပါစူးစားပါလို့ပြောရင်းနဲ့ ADM video လေးကိုဆုံးသက်လိုက်ပါမယ်ရှင်။အပေးသူမရှိရင်လည်းကိုကိုကိုအားဖြည့်ရမယ်။မင်းရဲ့အမြင်တိုးတက်မှုဟာမင်းကိုယ်လိုက်ပဲဆုံးဖြတ်ရမယ်။ Okay အားဆိုရင်အသိပညာဘဝတူတာတွေအာကျမရင်းနဲ့ဆိုင်တဲ့ပညာအလှပါရင်အသိပညာဘဝတူတာတွေအားလုံးကို share လုပ်သွားမှာဖြစ်တဲ့အတွက်သိချင်တဲ့အကြောင်းအရာလေးတွေကို comment မှာမေးသွားလို့ရတယ်လို့နောက်ထပ် သိပညာဘုတ်တူတာတူတာရနဲ့ပတ်သက်လို့ဘယ်လိုဘယ်လိုမျိုးဗီဒီယိုတွေကိုသင်သွားမလဲဆိုတာသိရအောင်လို့ပို့ပို့ YouTube channel လေးကို subscribe လုပ်ပါဖို့ပေးဖို့အကြံပေးချင်ပါတယ်အားလုံးလို့ဆက်ပါတယ်